မင်္ဂလာပါခင်ဗျရေကုန်ခေတ္တကနေဒီကနေ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်လတ်ရှုမြို့ကအချက်ဖတ်စစ်ကောင်စီရဲ့နမ်ချိုင်းစကန်နဲ့တီဘောမိုင်းရဲ့နေဆက်ကကလရ23စစ်တစကန်ကိုပါ MNDAA ကတပ်မှန်သိမ်းပိုက်လိုက်ပြီးစေကောင်စီဘက်ကခလေးတွေကိုစစ်သားအဖြစ်အသုံးပြုတာတွေပါရှိနေတယ်ဆိုပါတယ်မန္တလေးတိုင်းကတောင်သားမြို့မှာအချက်ဖက်စစ်ကောင်စီတပ်ဆွဲထားတဲ့နေရာနဲ့စစ်တပ်ထောက်ပို့ကာဒစီကိုတော်လိုင်းရဲတပ်တွေကတိုက်ခိုက်မှုအတွေ့ စေကောင်းစီရဲ့ခမရ15ကဒုရကံဘူတွေပါဝင်73မှ14ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလရှုံမြို့ကအချက်ဖက်စစ်ကောင်းစီရဲ့နမ်ဂျိုင်းတပ်စခန်းနဲ့ဒီဘောမိုင်းရဲ့နေဆက်ကခလာရ23စစ်တပ်စခန်းကိုပါ ် MNDAA ကတက်မှန်သိမ့်ပတ်လိုက်ပြီးစေကောင်းစီဘက်ကကလေးတွေကိုစစ်သားအဖြစ်အသုံးပြုတာတွေပါရှိနေတယ်လို့ MNDAA ကနေတည်ဝင်ထုတ်ပြန်ထားပါတယ်ဇွန်လ14ရက်နေ့ကပဲလာရှိုမျိုးကအချက်ပစစ်ကောင်းစီရဲ့နမ်ကြိုက်တစခန်းကို MNDAA တက်ကတက်မှန်သိမ့်ပတ်လိုက်ပြီးအဲ့ဒီစခန်းသိမ့်တိုက်ပွဲတွေတဲကနေဖန်စီရမိတဲ့စစ်သုံးဘန်းတွေတဲမှာအသက်16နှစ်တောင်မပြည့်သေးတဲ့စစ်ကောင်စီတပ်ကကလေး3ဦးပါဝင်နေတာကိုတွေ့ရတယ်လို့ MNDAA ကနေတပ်ပုံတွေနဲ့တကွထုတ်ပြန်ထားပါတယ် ဒါပြင်လက်ရှိလက်ရှုံမျိုးစစ်ပွဲစုံအတွင်းကနေစစ်ကောင်စီတပ်သားဒုတိယတက်ခွဲမှုတအုပ်အပါဝင်စစ်သုံးမှန်32ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားပြီးဒဏ်ရာရတဲ့စစ်သုံးမှန်တွေကိုတော့လူသားချင်းစာနာမှုနဲ့အတူစေဝါကုသမှုတွေလည်းပိတ်အပ်ထားတယ်လို့ MNDAA ကဆိုထားပါတယ်။တစ်ဖက်မှာလည်းဇလိုင်လ15ရက်နေ့ကပဲတီဘောနဲ့မိုင်းရဲ့မြို့အဆက်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့ခလာရ23တက်စကန်ကိုပါကိုကန် MNDAA တပ်တွေကတတ်မှန်သိမ့်ပိုက်ရရှိထားပြီလို့သိရပါတယ်ခင်ဗျ။ တဆက်ထဲမှာပဲရှမ်းပြည်နယ်မြောက်ပိုင်းမှာအကြံဖက်စစ်ကောင်စီတပ်ကနေလက်နက်ကြီးတင်ကားနဲ့လေရင်တွေကိုဖျက်ဆီးခဲ့တာမျိုးနဲ့ယူဆောင်ပြီးအလင်းဝင်ရောက်လာတာမျိုးအပါဝင်လက်နက်ကြောင့်အလင်းဝင်လာမဲ့စစ်ကောင်စီတပ်သားတွေကိုငွေကျပ်350ကနေ300အထိအစစ်အစင်ချင်းမြင့်ပေးသွားမှာဖြစ်တယ်လို့ MNDAA ကနေတရားဝင်ထုတ်ပြန်လိုက်ပါတယ်လက်ရှိမှာအကြံဖက်စစ်ကောင်စီရဲ့လက်နက်ကိုင်းတပ်ဖွဲ့ဝင်အများပြားဟာရှမ်းပြည်နယ်မြောက်ပိုင်းက MNDAA တပ်ရဲ့ရှေ့တန်းတပ်ဖွဲ့တွေစီမှာလက်နက်ချအလင်းဝင်ရောက်လာတဲ့သူတွေလည်းရှိနေပြီး အဲ့ဒီလိုအလင်းဝင်လာတဲ့သူတွေကို MNDAA ဘက်ကလူသားချင်းစာနာမှုအတိုင်းကောင်းကောင်းမွန်မွန်ဆက်ဆံပေးပြီးတော့အသက်ကိုလည်းအပြည့်အဝအမှကန်ပေးမှာဖြစ်တယ်လို့လက်နက်ပါလာမှုအပေါ်မူတည်ပြီးတော့လဲစုငွေတွေပါချင်းမြင်ပေးမှာဖြစ်တယ်လို့ဆိုထားပါတယ်အဲ့ဒီလိုအလင်းဝင်လာမဲ့စစ်ကောင်စီတပ်သားတွေအနေနဲ့စစ်တပ်ထက်ကလက်နက်ကြီးတွေတင့်ကားတွေကိုဖျက်ဆီးခဲ့တာမျိုးတည်ယူခဲ့တာမျိုးနဲ့အတူအလင်းဝင်ရောက်လာမဲ့ဆိုရင်စုငွေ3000အထိချင်းမြင်ပေးမှာဖြစ်တယ်ပြင် စစ်တပ်က လေရင်နဲ့ရဟတ်ရင်အပါဝင်ထပ်ဖို့လေရင်မဲ့ဖြစ်ဖြစ်ဖြက်စီးခဲ့တာမျိုးတည်ယူခဲ့တာမျိုးတွေနဲ့အတူအလင်းဝင်ရောက်လာတဲ့သူတွေကိုတော့ငွေကျပ်သိန်းတထောင်အထိစုငွေချင်းမြင်ပေးသွားမှာဖြစ်တယ်လို့လဲ MNDAA ကနေတရားဝင်ထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်တပ်ကအထက်အရာရှိကိုထိန်းချုပ်လိုက်ပြီးအလင်းဝင်လာမဲ့သူတွေကိုပါငွေကျပ်သိန်းတရာချင်းမြင်ပေးမှာဖြစ်တယ်လို့လက်နက်နဲ့အတူအလင်းဝင်ရောက်လာမဲ့အောက်ခြေတပ်သားတွေကနေဗိုလ်မှူးကြီးအဆင့်တွေအထိဆိုရင်လဲစုငွေတွေကိုအဆင့်ဆင့်ချင်းမြင်ပေးသွားမှာဖြစ်တဲ့အပြင် အလင်းဝင်ရောက်လာတဲ့သူတွေကနေနောက်ထပ်စစ်တပ်ထက်ကတပ်သားတွေကိုအလင်းဝင်ကြဖို့ကူညီဖြောင်းဖြားခေါ်ဆောင်ပေးနိုင်ရင်လေထပ်မံစုငွေချင်းမြင်ပေးသွားမှာဖြစ်တယ်လို့ MNDA ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျဒီတခါမန္တလေးတိုင်းဘက်မှာတော့တောင်သာမြို့မှာအချက်ဖက်စစ်ကောင်စီတဆွဲထားတဲ့နေရာနဲ့စစ်တပ်ထောက်ပို့ကားစီးကိုတော်လိုင်းရဲတပ်တွေကတိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ခမရ15ကဒုအရကံဘူတွေပါဝင်စစ်သုံးမန်း14ဦးကိုလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်လို့မြညာခန့်အမှတ်3တရင်ရဲ့တော်လန်ရေးသတင်းရှင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဇူလိုင်လ9ရက်နေ့ကပဲမန္တလေးတိုင်းတောင်သာမြို့နယ်မှာရှိတဲ့စကြန်းနက်ဆောင်ခြေရွာမှာတဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းနဲ့တောင်သာမြို့အတွက် ကားလမ်းမှာဖြတ်မောင်းလာတဲ့စစ်တပ်ထောက်ပို့ကားတစီးကိုမြညာခန့်တရင်တပ်ဖွဲ့တွေပကဖတွေနဲ့ပူးပေါင်းတပ်တွေကစုပေါင်းတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုတွေအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးမှုတွေရှိသွားတဲ့အပြင်ငင်းချန်ခမရ15စစ်တပ်တရင်ကဒုရာကန်ဘိုးတွေတက်ချက်ကြီးတွေဒုတက်ချက်တွေအပါဝင်စစ်သုံးဘက်17ဦးနဲ့စစ်သူနာမျိုးတဦးအရာရှိကတော်တဦးစုစုပေါင်းစစ်သုံးဘက်14ဦးကိုပါလက်နက်ခဲယမ်းတွေနဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့မြင်းညာခဲအမှတ်ပုံးတရင်ရဲ့တော်လိုင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျအခုတခါစကိုင်းတိုင်းဘက်မှာလည်း တပရင်မျိုးမှာရက်စကန်ကနေကင်းမုံဝစ်ဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကအသင်ဆောင်ပြီးတိုက်ခိုက်ရမှာစစ်ကောင်စီတပ်သား၂ဦးပွဲချင်းပြီးကိုသေသွားတဲ့အပြင်သူတို့စီကနေတနက်၂လက်ကိုပါတင်စီရရှိခဲ့တယ်လို့ ADPIA တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဇူလိုင်လ16ရက်နေ့ဖြစ်တဲ့မနေ့ကပဲတပရင်မျိုးမှာရက်စကန်ကနေကင်းမုံဝစ်ဖို့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကလက်ကနေအသင်ဆောင်ပြီးရက်စကန်အနီးမှာပဲတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။ ဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားနှစ်ဦးကတော့နေရာမှာတင်ပွဲချင်းပြီးကိုသေသွားတယ်အပြင်အဲ့ဒီစစ်သားနှစ်ဦးရဲ့မသားအလောင်းစီကနေတနက်နှစ်လက်ကိုပါရဲစခန်းနဲ့နှီးနေတဲ့ကြားကပဲမရရအောင်ကောက်ယူနိုင်ခဲ့တယ်လို့ ADPRA တပ်ဖွဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဒီတခါရန်ကုန်မြို့မှာလေမင်္ဂလာတို့မြို့နယ်မှာရှိတဲ့အကြံဖက်စစ်ကောင်စီရဲ့ဗဟိုတပ်ထိန်လုံခြုံရေးဂိတ်ကိုတော်လိုင်းတပ်တွေကလက်ပစ်ဘုံနဲ့ပစ်ခတ်တိုက်ခိုက်မှုအတွင်စစ်သားနှစ်ဦးသေနိုင်တဲ့အပြင် တဖက်မှာလည်းရန်ကုန်မြို့ကစစ်မှုထမ်းကိစ္စကိုအားပေးနေတဲ့အုပ်ချုပ်ရေးမှူးတွေကိုအရေးယူရှင်းလင်းသွားမှာဖြစ်တယ်လို့ရန်ကုန်အာမေတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောပါတယ်။ဇူလိုင်လ16ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲရန်ကုန်မြို့မင်္ဂလာတုံးမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့ဗဟိုတထိတ်လုံခြုံရေးဂိတ်ကိုရန်ကုန်အာမေတပ်ဖွဲ့နဲ့အနောက်ပိုင်းခရိုင်ပကဖအဖွဲ့တို့ပူးပေါင်းပြီးလက်ပစ်ဘုံးနဲ့ပစ်ခတ်တိုက်ခတ်ရမှာဂိတ်မှာရှိတဲ့စစ်ကောင်စီတပ်သား2ဦးကတော့ပြင်းထန်ဒဏ်ရာတွေနဲ့သေနိုင်တယ်လို့ဆိုပါတယ်။တဖက်မှာလည်း လက်ရှိရန်ကုန်မြို့ကစစ်မှုထမ်းကိစ္စတွေကိုအပိအမြောက်လိုက်လုံနေတဲ့အုပ်ချုပ်ရေးမှုတွေကိုပါမကြမီတိတိရောက်ရောက်တိုက်ခိုက်ရှင်းလင်းသွားမှာဖြစ်တယ်လို့လဲရန်ကုန်အာမေတပ်ဖွဲ့နဲ့အနောက်ပိုင်းခရိုင်ပကဖအဖွဲ့တွေကနေသတိပေးပြောဆိုထားကြပါလိမ့်ခင်ဗျဟုတ်ကဲ့ဒါကရောရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ